2025ခုနှစ်အောက်တိုဘာ28ရက်ကစတင်ကျင်းပခဲ့တဲ့တောင်ကြီးတက်ဆောင်နိုင်ရိုးရာမျိုးပြန်ပွဲတော်ကိုတွားရောက်လေပတ်သက်ခီးသွားဧည့်သည်တွေအလုံးများပြပေမဲ့စီစဉ်မှုတွေအားနည်းရတော့ကျင်းတဲ့အားရမှုမရှိပဲဖြစ်ကြရလို့ဟိုတယ်နဲ့ခီးသွားလုပ်ငန်းရှင်တွေကပြောပါရယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးတက်ဆောင်နိုင်ပွဲတော်ကို1950ပြည့်နှစ်ကစပြီးကျင်းပခဲ့ရာအခုနှစ်မှာ85နှစ်ပြည့်ပွဲတော်ကိုအစီအကားကကျင်းပခဲ့ပါရယ်။အဲ့ဒီတက်ဆောင်နိုင်ပွဲတော်ကိုပြည်တွင်းပြည်ပမှခီးသွားတွေပြည့်နှက်ခဲ့ပြီးအလုံးစီကားခဲ့ပေမဲ့မိုးရွာသွန်းမှုကြောင့်ပွဲတော်ရဲ့စီကားမှုကိုအနှောက်အယှက်ဖြစ်စေခဲ့ပါရယ်။ ပွဲတော်ကိုလာရောက်လည်ပတ်တဲ့ခီးသွွားဧည့်တွေအနေနဲ့စိတ်ကျဉ်းနှံ့မှုအပြေအဝမရရှိခဲ့ကြအောင်ခီးသွွားဧည့်တွေချုံမွေစွာလည်ပတ်နိုင်ဖို့ကြိုတင်ပြင်ဆင်မှုတွေမရှိခဲ့ကြအောင်လုံခြုံရေးလိုအပ်ချက်တွေစီမံဆောင်ရွက်မှုလိုအပ်ချက်တွေရှိတယ်လို့ခီးသွွားလုပ်ငန်းရှင်တဦးကစီရင်တင်ဌာနကိုပြောပါရတယ်။ကျွန်တော်ဧည့်တွေဒီလာဖို့တက်ဆိုင်ရာကိုကျွန်တော်ကြိုပြီးကြောင်းကြားထားတယ်။လုံခြုံရေးကိစ္စကိုဝန်ထွက်ချုံမွေရေးကိစ္စကိုလုပ်ပေးမယ်သူတို့ဒါကိုဟိုအပေါ်ဆန်းဆန်းတမမလုံနိုင်ခဲ့ဘူးပေါ့ကျွန်တော်တို့အဲတက်ဆိုင်ရာတွေကပေါ့နော်တက်ဆိုင်ရာတွေဆိုရင်တော့ဒီတဲ့အတိုင်းအဲတော့ နောက်ဆုံးတော့ကျွန်တော်တို့ကအဲဒီအဲအဲဒီလုံမျိုးရေးဖွဲ့တွေနဲ့ပဲအစီအပြေအောင်လုပ်ပြီးတော့ကျွန်တော်တို့ဧည့်သည်တွေကိုတွန်းနိုင်ခဲ့တယ်။ဒါပေမဲ့မိုးဖြစ်တယ်ပေါ့နော်။နောက်ပြီးတော့အဲတကယ်တော့လာတဲ့ဧည့်သည်တွေပေါ်မှာသိသိပေါ့နော်။အဆင်မပြေတာဒါလေးရှိတယ်။ဘာလို့မဖြစ်မပြေလဲ။နောက်ပြီးအောင်ဘယ်လိုလုပ်မယ်ဆိုတော့အဲမော်ဒီတာရင်းလုပ်တာတွေရိုဂျူးလုပ်တာတွေလည်းမရှိဘူး။အဲ့တော့ဧည့်သည်တွေကဟိုလာဖို့အဲတက်ဆန်တွေအများကြီးတုံးပြီးတော့ခေါ်နေကြတယ်တကယ်တမ်းလာတဲ့ဧည့်သည်တွေကိုတော့အဲဝစ်ကျူတွေ ကျွန်တော်တို့ပௌရိယကုမ္ပဏီတွေမဟုတ်လို့ပဲလုပ်နိုင်တာအဲဒါကျွန်တော်တို့မှာရှင်းပြောကိုဟိုဟိုအပြတ်မပြောနဲ့ကျွန်တော်တို့အရင်တော့မရှုံးရင်တန်ကောင်းကျွန်တော်တို့အိတ်ဆိုင်တွေကြီးလည်းလုပ်ပေးရတန်းရလမ်းမာတွေလည်းဂိတ်တွေပိုင်းအဖြစ်ဆုံးကြုံးမှုရလောက်ရတယ်ရှိတယ်အဲ့တော့ဒါတွေကခုနပြောလို့ပေါ့ system ကြီးမှားနေတာပေါ့လက်ရှိဟိုခီးသွားလုပ်ငန်း mechanism တခုလုံးကကျွန်တော်တို့ကအားနည်းချက်တွေများတယ်ဗျ capacity တွေနည်းတယ်ဗျအဲအဲ့ဒါမျိုးတွေပေါ့မိုးများရရေရေများရမိုးရွာတယ်ဆိုပုံစံလေးတွေရှိနေတယ်အဲ့ဒါလေးတော့ကျွန်တော်ပြောချင်ပါတယ် အခုနှစ်မှာလာရောက်လည်ပတ်တဲ့ခီးသွွားဧည့်တွေဟာ2024ခုနှစ်ခီးသွွားဧည့်တွေအတွက်ပုံမှန်များပြလာကြအောင်ဟိုတယ်ဝင်ငွေအနေနဲ့အရင်နှစ်သက်15ရာခိုင်နှုန်းဝင်ငွေတိုးတက်လာပြီးမဲ့လိုအပ်တဲ့အသုံးစိတ်တွေမှာအရင်နှစ်တွေအတွက်ပုံမှန်များပြနေတယ်လို့ဟိုတယ်လုပ်ငန်းရှင်တွေအသေးမအထွေထွေအတွင်းရင်မူဦးနေအောင်ကိုဝါစီရင်တဲ့တင်ဌာနကိုပြောပါတယ်အဲ့တူကတော့ပြီးခဲ့တဲ့နှစ်သက်တော့ကျွန်တော်တို့ပြည်ရင်းခီးပါဧည့်သည်တွေကတော့ပုံမူဝင်ရောက်လာတဲ့ဟိုအခြေအနေမှာရှိတယ်ပေါ့နော်။ဒါကြီးကျွန်တော်တို့ဟိုတယ်အတွင်းထဲပတ်သက်တော့တောင်ကြီး ကလောပါရှိရယ်ဟိုတယ်တွေကတော့ဒီဒီကောင်တိုင်းပွဲတော်ကာလမှာဟိုတယ်အဖြစ်အခန်းကြီးမိတာဟိုတယ်အခန်းရောင်းရတယ်ပေါ့နော်ဧည့်သည်ဝင်ရောက်မှုများတယ်ပေါ့ဒါလည်းဧည့်သည်တွေကတော့ပြည်စင်းဧည့်သည်တွေပဲအဓိကထားပြီးတော့ပြည်စင်းဧည့်သည်ဆိုတာလည်းကျွန်တော်တို့ဒီဘက်ဟိုလန်ကလေးတက်လာတဲ့ဟိုဧည့်သည်တွေရှိသလိုဒီရန်ကုန်ဘက်ကနေပြီးတော့မှဒါတောင်ကြီးဆောင်တိုင်းပွဲတော်ကိုလာရောက်နေပတ်တဲ့ဧည့်သည်တွေလည်းတော်တော်များများဒီရဲ့ဘိုင်းမှာတော့အပြည့်လာရောက်ကြပါတယ် လက်ရှိအနေအထားတစ်ခုမှာဆိုရင်တော့ဒီဘက်ညောင်ရှည်လို့ပါလို့မှလည်းပဲဒါအဲ့ဒါဝင်ရောက်မှုကတော့ဒီရပိုင်းပြင်မှာတော့များမယ်။ဘာကြောင့်လဲဆိုတော့ဒီတခြားတောင်ကြီးမြို့ပေါ်မှာရှိတဲ့ဟိုတယ်တွေ၊ကလောမြို့ပေါ်မှာရှိတဲ့ဟိုတယ်တွေလည်းပဲအဲ့ဒါအနေနဲ့ဟိုတယ်ခန်းတွေပြည့်နေတာဖြစ်နေတဲ့အတွက်ဒီဒေသမှာရှိတဲ့ဟိုတယ်ကိုလည်းပဲသွားရောက်တည်းခုံတဲ့အခြေအနေမှာရှိပါတယ်။ဒါကတော့လက်ရှိဒီပွဲတော်ကာလအတွင်းထဲမှာဖြစ်နေတဲ့အနေအထားပေါ့နော်။တောင်ကြီးစစ်တောင်တိုင်းမြို့ပြန်ပွဲတော်ကိုအစကအော်တိုဘာ29ရက်မှနိုဝင်ဘာ9ရက်ထိတာကျင်းပဖို့စီစဉ်ထားပြီးမယ်။ရာသီဥတုအခြေအနေတွေကြောင့် ပွဲတော်ရက်ကို၃ရက်တိုးပြီးနိုဝင်ဘာ၈ရက်ထိကျင်းပသွားမှာဖြစ်တယ်လို့သိရပါဗျာ။